ကျေးဇူးရှင်တရုံဆောင်သူထူးဆန်ကိုမထင်မှတ်ပဲပြုလုပ်လိုက်တဲ့အပြုတ်မှုတစ်ခုအတွက်လူပြောများနေတဲ့အေဂျင့်မောင်ပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။တရုံဆောင်မင်းသားအေဂျင့်မောင်ကတော့အကြောင်းရင်းတစ်ခုကြောင့်တရုံဆောင်မင်းသားသူထူးဆန်ကိုပြုလုပ်လိုက်တဲ့အပြုတ်မှုလေးတစ်ခုကြောင့်လူပြောများနေပါရစေ။အားလုံးသိကြတဲ့အတိုင်းတရုံဆောင်မင်းသားအေဂျင့်မောင်ဆိုတာမကြသေးမီကမီးရုပ်ရှင်ဇာတ်ကားကြီးနဲ့အမျိုးသားဇက်ဖို့အကယ်ဒမီဆူကြီးကိုပူပူနွေးနွေးရထားတာပါ။ဒါကြောင့်ရုပ်ရှင်ဇာတ်ကားကြီးတွေဇလန်းတွဲရိုက်ကူးဖို့အတွက်ကန့်လန့်မှုတွေအများများရရှိထားပါရစေ။ င်အထူးသဖြင့်တော့အေးချမ်းမောင်ကမင်းကလေးပရိသတ်တွေရဲ့အသေးစွဲချစ်ကြတဲ့မင်းသားတက်လက်ပါအေးချမ်းမောင်ကအရန်မောင်းမြင်မှာပြီးတော့ယောက်ျားပီသားတဲ့ပုံစံတွေကြောင့်အရန်မိုက်တဲ့စောကြီးပဲမင်းသားဖြစ်မြမရွှေရှင်လောကမှာနာမည်ကြီးနေတာဖြစ်ပါတယ်။ဒါအပြင်တရုတ်ဆောင်မင်းသားအကယ်ဒမီအေးချမ်းမောင်ဟာကြာရဇက်ရုပ်ကာရက်တာကိုပိုင်နိုင်ပြီးပြင်စွာနဲ့တရုတ်ဆောင်နိုင်တာကြောင့်မြမနိုင်ငံရဲ့ထိတ်တန်းစူပါမင်းသားဖြစ်လာပါတယ်။ဒါကြောင့်မလို့အေးချမ်းမောင်ကဘယ်နေရာကိုပဲတော်တော်ဘလို့အခမ်းအနားပွဲတွေပဲတက်တက်မင်းကလေးပရိသတ်တွေဝိုင်းဝိုင်းလည်နေခဲ့ရပါဘူး။ အေဂျမ်မောင်ကိုလက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့အစောအကြီးဆုံးမင်းသားရုပ်အဖျောက်ဆုံးမင်းသားဆိုပြီးတော့လည်းတတ်မှတ်ထားကြတာဖြစ်ပါတယ်ဒီလိုမျိုးမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတယောက်ဖြစ်တဲ့အေးချမ်းမောင်ဟာမမနာမရှိဘဲနဲ့တရုတ်ဆောင်မင်းသားသူထူးဆန်ကိုကရော့လိုက်တာဖြစ်ပါတယ်။ဒီလိုကရော့ရတဲ့အကြောင်းရင်းကသူထူးဆန်ဟာအေးချမ်းမောင်အတွက်ကျေးဇူးရှိတဲ့လက်ဦးဆရာစီနီယာမင်းသားတယောက်ဖြစ်လို့ရိုသေလေးစားမှုအပြည့်နဲ့အတူထီချင်း၅ပါးနဲ့လမ်းလေကောင်မှာထိုင်ပြီးတော့ကရော့ခဲ့တာဖြစ်ပါတယ်။ ရုပ်ဆောင်မင်းနိုင်အကယ်ဒမီအေးချမ်းမောင်ရဲ့ဒီလိုကျေးဇူးတည်တတ်တဲ့လုံရက်လေးတွေအတွက်ကြောင့်လည်းပရိသတ်တွေကချီးကျူးနေကြတာပါအားလုံးသိကြတဲ့အတိုင်းအခုချိန်မှာအနုပညာလောကကကျေးဇူးကန်းတဲ့သူတွေများပါတယ်ဒါပေမဲ့အေးချမ်းမောင်ကတော့ဒီလိုမဟုတ်ပါဘူးအေးချမ်းမောင်ကအားလုံးသိကြတဲ့အတိုင်းအခုချိန်မှာမြန်မာနိုင်ငံရဲ့အနုပညာလောကမှာအလင်းမြန်ဆုံးထိတ်တန့်နေရတဲ့နေရာကိုရောက်ရှိလာတဲ့တသက်စာတရုပ်ဆောင်မင်းသားတစ်ယောက်ပါ ်အေဂျင့်မောင်ကအနုပညာအလုပ်တွေကိုအမှန်တကယ်အာရုံစိုက်စူးစမ်းတယ်လို့စကားပြောဆိုအနေထိုင်ကလည်းတည်ကြည်လိမ်မာတဲ့အမင်းသားလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ဆိုတထောင်နှစ်ရုပ်ရှင်ဇာတ်ကားကြီးမှာပအဝင်ဖို့ကံလန်းခံခဲ့ရပါတယ်။ အေဂျမ်မောင်ကဒူဒူကြကြခရီတာတရုတ်ဆောင်ခွင့်ရမှာဖြစ်လို့ပါဝင်ခဲ့ပါတယ်။အေဂျမ်မောင်ကဇိုးတထောင်ရုပ်ရှင်ဇာတ်ကြီးရဲ့ဇဝင်ကန်တစ်ခုအတွက်မအားလက်တဲ့ဂျားတွေကနေအလှမ်းမမတ်ပဲကရုံးတုံးပြီးတော့ဖုံးကြီးဝိတ်ခဲ့ပါတယ်။ဗီဒီယိုအစပိုင်းမှာပြောခဲ့တယ်လို့ပဲအေဂျမ်မောင်ကအနုပညာအလုပ်တွေမနာတဲ့လုပ်နေရပေမယ့်အနုပညာကိုအလေးထားတဲ့အနေနဲ့အစပင်တွေကိုရှိပြစ်ကပြည်ပြည်အောင်တရုတ်ဆောင်ခဲ့ရကြောင့်ပရိသတ်တွေရဲ့ချီးကျူးခြင်းကိုလည်းခံရပါတယ်။ဒီလိုမျိုးအေဂျမ်မောင်တရားဖုံးကြီးဝိတ်သွားခဲ့တော့လေဇိုးတထောင်ရုပ်ရှင်ဇာတ်ကရိုက်ကူးဖို့အတွက်ဖြစ်ပါတယ်။ ဇိုးတထောင်1ရုပ်ရှင်ဇာတ်ကားကြီးဟာအရန်အောင်မြင်သွားပြီးတဲ့နောက်ဇိုးတထောင်2ရုပ်ရှင်ဇာတ်ကားကိုဆက်လက်ရှိုက်ကူးမှာပါဒီလိုမျိုးချိန်မှာထုတ်လုပ်သူမင်းသားတူထူးဆန်ကအေးကျမောင်ကိုဖိတ်ခေါ်ခဲ့ပါတယ်အေးကျမောင်ကဆရာဖြစ်သူတူထူးဆန်အတွက်ဇိုးတထောင်2ရုပ်ရှင်ဇာတ်ကားမှာပါဝင်ပေးခဲ့တယ်လို့အခုဇိုးတထောင်2ရုပ်ရှင်ဇာတ်ကားအရိုက်ကူးပြီးမှလည်းဆရာဖြစ်သူတူထူးဆန်ကိုရိုသေလေးစားစွာနဲ့ကြောခဲ့ပါတယ်ဒါကြောင့်အေးကျမောင်ရဲ့ကျေးဇူးတည်သက်မှုကိုချီးကျူးနေကြပါတယ်တချို့ပရိသတ်တွေကတော့အေးကျမောင်အနေနဲ့လမ်းလေကောင်မှာမကြောသင့်မယ်အိမ်ထဲမှသာကြောသင့်တယ် ယ်လို့ဆိုပါရယ်တချို့ကတော့အေးချမ်းမောင်ကပေါ်ပင်လုတ်တယ်လို့မြင်ကြပါရယ်ကြီးရှုနေကြတဲ့ပရိသတ်တွေကရောသူထူးဆန်ကိုလမ်းလဲကောင်မှာကြော့ခဲ့တဲ့အေးချမ်းမောင်နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြီးရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်